တနင်္ဂနွေသားများတွင်2025ခုနှစ်ကလက်ကျန်6လတာကာလအတွင်းမှာထူးထူးခြားခြားဘလို့အဖြစ်ပြက်မျိုးတွေကြုံတွေ့ရနိုင်မလဲဆိုတာကိုခေါ်ပြောပြမှာပါမိတ်ဆွေများကဒီလိုပိုင်းလေးကိုစတင်ကြည့်ရှုပြီးဆိုပဲဘေးမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦး follow မလုပ်ဝသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပောင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါပဲခင်ဗျာအဲ့တော့ကျွန်တော်အနေနဲ့ပြည့်ပြည့်စုံစုံလေးဖြစ်ရလေအောင်အလုံးကိုင်းငွေကြီးနောက် ကျမရေနောက်လူမှုပေါင်းသင်းဆက်ဆံရေးအခြေအနေလေးတွေကိုပြပြဆုံးဆုံးလေးဟောပြောပေးမှာပဲဖြစ်ပါတယ်ပရမဝုဒ္ဒတေရောကမှာကျွန်တော်ကအလောက်ไก่နဲ့ပတ်သက်တဲ့အခြေအနေကိုဟောပြောပေးမှာပါတနင်္ဂနွေသားမီးများအတွက်ဒီ2025ခုနှစ်ကလက်ကျန်6လတာကာလအတွင်းမှာလုပ်ငန်းခိုင်ငန်းနဲ့ပတ်သက်တဲ့အခြေအနေကောင်းတွေအခွင့်အလမ်းကောင်းတွေ ိတာထင်ရှားတဲ့တိုးတက်အောင်မြင်မှုတွေကိုမုံချဆိုသလိုရရှိလာပါလိမ့်မယ်တခါတလေမှာအခွင့်လန်းကောင်းတွေကခဏလောက်အချိန်ပေးပြီးတော့ထိုင်ဆောင်ရတာမျိုးတွေဖြစ်နိုင်ပါတယ်တချို့ဆိုလို့ရှိရင်ဘာမှသိပ်ပြီးတော့ကြိုးကြိုးစားစားလုပ်ရတာမျိုးမဟုတ်ဘဲနဲ့ကံတရားရဲ့အခွင့်အလန်းကောင်းအထောက်ပံ့ကောင်းနေတဲ့တူတိုးတက်အောင်မြင်မှုတွေကိုတိတိတသားကြီးရရှိလာနိုင်လိမ့်မယ်ဆိုတာကို တွေ့ရပါတယ်ပြောချင်တဲ့သဘောကတော့ပင်မမမတအားကျူးကျူးဆာဆာကြီးအလုံးလောက်ရတာမျိုးမဟုတ်ဖဲနဲ့တက်တောင့်တက်တာအလုံးလောက်ယုံနဲ့အစဉ်ပြေမှု တိုးတက်အောင်မြင်မှုတွေကို ရရှိလာနိုင်မယ်လို့ဆိုလိုရတဲ့ဒါတဲတော်ကကနမိတ်ဘုံကိုတွေ့ရပါတယ်အဲ့တော့ငွေကြေးစည်းဝါးလက်လာပါပိုင်းလေးကိုကျွန်တော်ထပ်ပြီးတော့ကြည့်ပေးပါမယ်ငွေကြေးစည်းဝါးလက်လာပါပိုင်းကလည်းပဲ တတော်တော်နဲ့ငွေတွေဝင်လာပါလိမ့်မယ်ငွေကြီးနဲ့ပတ်သက်တဲ့အခက်အခဲတွေဖြေရှင်းစရာရှိတယ်ဆိုရင်လည်းပဲသူ့အနေနဲ့သူဖြည်းဖြည်းချင်းပြည်လည်မှုတွေရလာနိုင်ပါလိမ့်မယ်ငွေဝင်နိုင်တဲ့လမ်းကြောင်းတွေလည်းပဲပွင့်လန်းလာပါလိမ့်မယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့ဒီ၆လတာကာလတွင်မှာစိတ်ချမ်းသာမှုပျော်ရွှင်မှုတွေကိုအထိုက်လျောက်ရရှိလာနိုင်လိမ့်မယ်လို့တွေးရပါတယ်ခင်ဗျာ။နောက်ကျမ်းမာရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေလေးကိုဆက်ပြီးတော့ကြည့်ပြပါမယ်။ကျမ်းမာရေးဆိုတဲ့အခါမှာ ကိုယ်မှာဖြစ်ပေါ်ခံစားနေရတဲ့ယောဂဝေဒနာတွေကကိုယ်ရှိရာနေစွန့်ခွာသွားပြီတဲ့ထွက်ခွာသွားပြီတဲ့အဲ့တော့ဘာမှတိတ်ပြီးတော့ပြင်းပြင်းထန်ထန်ဆူဆူဝါးဝါးပေါ့နော်အခြေအနေမျိုးတွေကိုကြုံတွေ့ရနိုင်တော့မှာမဟုတ်တော့ပါဘူးတဲ့ဒါမလို့ကျမ်းမာရေးပိုင်းအတွက်တဲရော့တချို့တဲ့အခါမှာလည်းပဲလွတ်မြောက်ခြင်းနဲ့ပတ်သက်တဲ့နမိတ်ပုံဖြစ်တဲ့အတွက်ကောင်းတယ်လို့တွေ့ရပါတယ်ဒါပေမဲ့တချို့မျက်မှန်တက်တဲ့သူတွေဆိုမျက်မှန်မျက်စိပါဝါတိုးလိုက်ရတာတို့ဘာလို့တော့နည်းနည်းပါးပါးရှိတတ်ပါလိမ့်မယ်เนาะ လူမှုပေါင်းသင်းဆက်ဆံရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေထပ်ပြီးတော့ကြည့်ပေးပါမယ်။လူမှုပေါင်းသင်းဆက်ဆံရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေကလည်းလူတိုင်းကိုတဲ့စိတ်ရှိရှင်နဲ့မေတ္တာစိတ်လေးနဲ့ပဲပေါင်းသင်းဆက်ဆံလိုက်ပါ။ကိုပေးတဲ့မေတ္တာတွေကိုရှိကိုပြန်လာပါလိမ့်မယ်တဲ့။ကိုကောင်းတဲ့သူတွေကိုပေါ်ကို ပြန်ကောင်းလာပါလိမ့်မယ်အားလုံးနဲ့အထိုက်လျောက်အဆင်ပြေပါလိမ့်မယ်အဲ့တော့ထူးထူးခြားခြားပြအလုတ်ကိုင်းငွေကြီးကျမ်းမာရေးလူမှုပေါင်းတဲ့ဆက်ဆံရေးတဲ့တေရော့ကလေးကကျွန်တော်ချိုးကြည့်တာလေးကစလုံးကအကောင်းနမိတ်တွေကြီးပဲကြာနေပါလေဗျာနော်ကြဒါပေမဲ့ကျွန်တော်ထပ်ပြီးတော့ဒီတနင်္ဂနွေသားမြင်များအတွက်ပေါ့နော် ဘလို့ကံအခွင့်လန်းကောင်းတွေကြားရောက်လာနိုင်အောင်မလဲဘလို့ထူးခြားတဲ့အဖြစ်အပျက်တွေရှိလာနိုင်အောင်မလဲနောက်ဘာရရာလေးတွေကိုဆောင်ရဲတင်တယ်လဲဆိုတာကိုထပ်ပြီးတော့နောက်တစ်ချိန်တဲတော့ကချူကြည့်ပါဦးမယ်ထုံးစံတိုင်းဂျားဖြတ်ကြော်ညာဝင်ခြင်းဝင်ရမယ်ဆိုရင်ကျွန်တော်ရှိမှတဝူးချင်းတယောက်ချင်းဗီဒီယိုမြင်းမြန်းခြင်းတဲ့သူများကကျွန်တော်ရဲ့ TikTok ဘိုင်းမှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားပါတယ်အဲ့ဒီနေရာတွေကနေဆက်သွယ်ပြီးတော့မေးမြန်းလို့ရပါတယ်တဦးချင်းတယောက်ချင်းရဲ့ဗီဒီယိုဂိမ်းကန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဗီဒီယိုဟော့စတန်တွေကိုကျွန်တော်ပို့ပေးတယ် တိလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကိုဖြည့်ပြီးဟောပေးပါတယ်။နောက်လိုအပ်တဲ့ရည်ရလေးတွေကိုညွှန်ကြားပေးပါတယ်။အဲ့တော့စည်ရင်တော့ပြိုပေးရပါတယ်။ညံမှုစော်ကတအူးကို2000ကျပ်ယူပါတယ်ခင်ဗျာ။နောက်ရာကုန်မှာရှိတဲ့မိတ်ဆွေများကိုလာတင်လာဆန်းပိုင်းတိုင်းမှာကျွန်တော်ရာကုန်မှာအပြည့်အဲ့တွေဗီဒီယိုဟောပြောပေးပါတယ်။9လပိုင်းမှာဆိုရင်9လပိုင်းတရက်နေ့ကနေစပြီးတော့10ရက်နေ့အထိ10ရက်တာကျွန်တော်ရဲ့ဒါရာကုန်မှာရှိတဲ့ င်ကန်းကျွန်းမြို့နယ်မှာရှိတဲ့ဘီရင်ရုံးကမ်းမှာဟောပြောမဲ့အတွေ့မဲ့အစီအစဉ်ရှိပါတယ်။မေးမြန်းခြင်းတဲ့သူတွေကကျွန်တော်ရဲ့ Viber Telegram သို့မဟုတ် TikTok Messenger မှာလာရောက်ပြီးတော့ကြိုတင်ဆက်သွယ်စာရင်းပေးပြီးတော့ booking လုပ်ထားလို့ရပါတယ်ခင်ဗျာ။ကဲတော့တနင်္ဂနွေသားမိများအတွက်ဒုတိယမြောက်ကဲတော့ကံလေးကိုကျွန်တော်ထပ်ပြီးတော့ကြည့်ရှုပေးပါဦးမယ်။တနင်္ဂနွေသားသမီးများတွေဒီ 2025ခုနှစ်ကလက်ကျန်6လတာကာလတွင်းမှာသုံးရှုံးထားတဲ့အရာတွေပြန်ရတော့မယ်တဲ့အဲ့တော့ကိုပစ္စည်းတွေကိုရဲ့ဥစ္စာတွေငွေကြေးတွေအပြင်ကိုရောက်ထားတာတွေထွက်ထားတာတွေရှိအဲ့ဒီလိုသုံးရှုံးထားတာတွေရှိပြန်ရတော့မယ်တဲ့နော်နောက်ကွဲကွာနေတဲ့သူတွေရှိအဲ့လိုလူမျိုးတွေ ਨੇ ပြန်လည်ပြီးတော့ส่งด้วยมาเฉินนี้จုံว่าบาเลยมั้ยเด้นะอလုံးฮ้องโนเนียฮ้องโนเมษวยฮ้องโนเนี่ยเปลี่ยนด้วยมาเลยสุดะ ်ချိန်ကာလတွေဖြစ်ပါတယ်ပြောချင်တဲ့သဘောကတော့အဟောင်းတွေကနေအပစ်ဖြစ်လာတယ်ဆိုတဲ့နမိတ်ပုံကိုတွေ့ရပါတယ်เนาะအဲ့ဒီလိုပါပဲအနာဟောင်းတွေယောဂဟောင်းလေးတွေလည်းပြန်ပေါ်လာတတ်တယ်ခရင်ဆိုင်ပါတယ်ဒီတဲရောကက်ကက်နမိတ်ပုံရာဆိုရင်စိယုံစေကန်းတဲ့ပတ်သက်ရမဲ့အခြေအနေမျိုးလေးတွေကြုံရတတ်ပါတယ်အဲ့တော့ကိုကိစ္စမှမဟုတ်ဘူးကိုမိသားစုထဲမှာပဲဖြစ်ဖြစ်တခြားတူတူယောက်ကြားမှာညံလို့ပဲဖြစ်ဖြစ်စိယုံစေကန်းကိုသွားပြီးတော့လူနာမေးရတာမျိုးတွေလည်းပဲ ကြုံရတတ်ပါတယ်အဲ့တော့ရရရအနေနဲ့ကတော့ဒီတဲတော့ကက်ကနမိတ်ပုံတိုင်းရရရပေးရမယ်ဆိုရင်မကြမ်းမမာဖြစ်နေတဲ့သူမနာမကြမ်းဖြစ်နေတဲ့သူကိုစေဝါဓာတ်စာလှူဒန်းကုညီပေးခြင်းအပြင်ကိုယ့်ရဲ့ဒါကံတွေလက်တွေပွင့်လန်းလာစေပါလိမ့်မယ်စေဝါဓာတ်စာအနေနဲ့ပဲဖြစ်ဖြစ်စေဝါဓာတ်စာဝယ်ဖို့ပြုဖို့ငွေကြေးအနေနဲ့ပဲဖြစ်ဖြစ်ဒါလှူဒန်းမှုပြုပေးပါလို့ရရရလေးပေးလိုက်ပါတယ်အဲ့တော့ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြတဲ့အတွက်ကျေးဇူးတင်ပါတယ်သဘောကျနှစ်သက်တဲ့တော့အဖမှာ comment လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ညာ